ရုရှားဗိုလ်ချုပ်တွေဟာမီးလောင်ကျွမ်းနေတဲ့ကားတွေထဲမှာအဆက်မပြတ်သေဆုံးနေပါပြီ။ယူကရိန်းကသမ္မတပူတင်ရဲ့ကျူးကျော်စစ်ကိုဖျက်ဆီးဖို့ဘုံကျဲတိုက်ခိုက်မှုတွေစတင်လိုက်ပါပြီ။ရိုးရိုးစစ်မြေပြင်အသေးပြောက်တွေတောင်မဟုတ်ဘဲယူကရိန်းကရုရှားစစ်ကောင်းဆောင်တွေကိုဥတီတိုက်ခိုက်နေတာပါ။ဧပြီလ26ရက်မှာ KF Independent သတင်းဌာနကရပ်ဂျန်နီရိုက်ဒီကော့ဖ်တေဆုံးမှုကို ပထမဆုံးသတင်းဖော်ပြခဲ့ပါတယ်။ရိုက်ဒီကော့ဖ်ကားထဲမှာအကြီးဆုံးဘုံးကောက်ကွဲမှုကြောင့်မီးလောင်ပြီးအလောင်းတစ်ခုပြာကျခဲ့ရတာပါ။ ဒီတိုက်ခိုက်မှုကရုရှားယူကရိန်းနယ်စပ်မှာရှိတဲ့ Bryansk မြို့မှာဖြစ်ပွားခဲ့ပြီးနယ်စပ်ကနေ60မိုင်กว่าမှာတည်ရှိပါတယ် Rydikov နဲ့သူ့ရဲ့အကူဒါမှမဟုတ်ဒုတိယမြောက်လူတအူဟာယူကရိန်းရဲ့တိုးတက်ကောင်းမနဲ့ IED အချက်ပေးဘုံကြောင့်တည်ဆုံးခဲ့တယ်လို့ယူဆရပါတယ်ဒီဘုံမှာတတူစာရီပါဝင်ပြီး Rydikov ရဲ့ကားအောက်မှာတက်ဆင်ထားတာက အာယုံကန်နှိုးနိုင်တဲ့စနစ်နဲ့ထိန်းချုပ်ထားပါတယ်။ယူကရိန်းကဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမှတ်ချက်မပြုသေးပေမဲ့ဘသူက Ryder Cop ကိုတက်လိုက်တယ်ဆိုတာကအားလုံးသိပါတယ်။1999နှစ်မှာမွေးဖွားတဲ့ Ryder Cop ဟာရုရှားရဲ့ Bryansk Electromechanical Plant မှာဒီဇိုင်းဘီရိုခေါင်းဆောင်တဦးဖြစ်ပြီးထူးချွန်တဲ့လျှက်စစ်အင်ဂျင်နီယာတဦးဖြစ်ပါတယ်။ခုဆက်ယုံကယူကရိန်းကိုတိုက်ခိုက်ဖို့နဲ့ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကိုကာဝယ်ဖို့ရုရှားသုံးတဲ့ electronic စည်ရေးစွမ်းရည်အများပြားကိုတီထွင်ခဲ့ပါတယ်။ Ryder Cop လုပ်ခဲ့တဲ့အရေးပါတဲ့စီမံကိန်းတစ်ခုက Karasuka 4 ဂျမ်းမင်းစတေရှင်လိုင်းနောက်ဖြတ်ဆက်ယုံဖြစ်ပါတယ်ဒီစနစ်ကတင်ကားပေါ်တင်ပြီး electronic နှောက်ယှက်ရေးစနစ်ဖြစ်ကရေဒါနဲ့ဂျူဒူးစနစ်တွေကိုနှောက်ယှက်နိုင်ပါတယ်ဒါအပြင်သူ့ဆက်ယုံက Boriso Gladbachs 2လိုမျိုး electronic စနစ်စစ်စင်ရေးစနစ်တွေလည်းတီထွင်ခဲ့ပါတယ် Rydigo သေဆုံးမှုကပူတင်ရဲ့စစ်ရန်တရားအတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပြီးယူကရိန်းကရုရှားရဲ့အရေးပါတဲ့ခံတပ်တွေကိုထိုးဖောက်နိုင်စွမ်းရှိတယ်ဆိုတာကိုသက်သေပြနေပါတယ်ပူတင်ကသတိမထားမိရင် ူ့ရဲ့ယူကရိန်းချူကျော်စစ်ဟာဒီပိုချုပ်တွေနဲ့အတူမီဂိုတွေပျောက်ကွယ်သွားနိုင်ပါတယ်။ယူကရိန်းကရုရှားကိုဒုံးကျည်တဲ့ drone တိုက်ခိုက်မှုတွေလုပ်ဖို့အသုံးပြုနေတဲ့မြေပြင်အခြေစိုက် radar တွေ၊လေယာဉ်တင် radar တွေနဲ့အာကာသဂြိုလ်တုတွေကိုကာရာဆူခါ4စနစ်ကနှောက်ယှက်နိုင်ပါတယ်။ဒီစနစ်က186မိုင်အကွာအဝေးထိအလုပ်လုပ်နိုင်ပြီးရုရှားအတွက်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကိုလမ်းလွှဲပစ်ဖို့အဆင်ပြေစေပါတယ်။ကာရာဆူခါ4ဟာ ဒီ electronic နှောက်ယှက်ရေးစနစ်ရဲ့စတုထမြောက်မျိုးဆက်ဖြစ်ပြီး Rydikoff ကမူလ version ကနေဒီအထိပါဝင်ခဲ့သူပါ။ရှစ်ဘိန်းပေါင်းတင်ကားပေါ်မှာတက်ဆင်ထားတဲ့ဒီစနစ်ဟာကြီးမားတဲ့ဂျိုးတုလွှဲစင်နဲ့တူပြီးလှည့်လည်နိုင်တဲ့ခံတပ်ပေါ်မှာ antennae တက်ဆင်ထားပါတယ်။ဒီ antennae က radar line တွေကိုနှောက်ယှက်နိုင်တဲ့အချက်ပြ line တွေကိုထုတ်လွှင့်နိုင်ပါတယ်။ Karasuka 4ကိုရုရှားရဲ့အရေးပါတဲ့စစ်ပစ္စည်းတွေခုမှလေကြောင်းကာဝေးရေးစနစ်တွေနားမှာတက်ဆင်လေးရှိပြီးယူကရိန်းရဲ့တိုက်ခိုက်မှုတွေကလည်းကာဝယ်ဖို့ဖြစ်ပါတယ်။ဒီစနစ်က radar နဲ့ radio အချက်ပြ line တွေကိုနှောက်ယှက်ပြီး ယူကရိန်းရဲ့လက်နက်တွေကိုလမ်းလွှဲပစ်နိုင်ပါတယ်။ဘိုက်ဒီကော့ဖ်ကိုတတ်လိုက်တာဟာရုရှားကိုတူတီထွင်မှုတွေတုံးတာကိုမတားနိုင်ပေမဲ့ပူတင်အတွက်အရေးပါတဲ့လျှက်စစ်အင်ဂျင်နီယာတဦးကိုဆုံးရှုံးရတာပါ။2016 2016ခုနှစ်မှာစစ်ဘက်အင်ဂျင်နီယာပြိုင်ပွဲအနိုင်ရခဲ့တဲ့ရိုက်ဒီကော့ဖ်ဟာကာရာဆူကာစနစ်ရဲ့ပိုထိရောက်တဲ့မျိုးကွဲတွေကိုထပ်မံတီထွင်နိုင်မှာမဟုတ်တော့ပါဘူး။ဘိုက်ဒီကော့ဖ်သေဆုံးမှုကယူကရိန်းအတွက်ကြီးမားတဲ့အောင်ပွဲဖြစ်ပြီးပူတင်အတွက်ပိုဆိုးတာက ီကားပုံးနီးဗျူဟာဟာတီးတန့်ဖြစ်စင်မဟုတ်ဘူးဆိုတာပါပဲ။ Rydikov ဟာ Ukraine ရဲ့ Russia မြေပေါ်မှာလှုပ်ဆောင်နေတဲ့လှုပ်ကြံတပ်ဖြတ်မှုတွေမှာတေဆုံသွားတဲ့နောက်ဆုံးဗိုလ်ချုပ်ဖြစ်ပါတယ်။အားကိုပူတင်ကိုအကြောက်ဆုံးကတော့ဒီတိုက်ခိုက်မှုတွေဟာတစ်ခါတစ်ခါလီမှာဖြစ်တာမဟုတ်ပဲဒီနှစ်တစ်နှစ်လုံးဇက်တိုက်ဖြစ်နေတာပါ။ရုရှားကောင်းဆောင်ဟာသူ့မှာအပြည့်မရှိတဲ့လှုပ်ကြံတပ်ဖြတ်မှုအလေးထားတစ်ခုနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့အထိပ်ပဲပါပဲ။ပြီးခဲ့တဲ့ဆနှစ်လတွင် Ukraine ရဲ့လှုပ်ကြံမှုတွေကြောင့်တေဆုံခဲ့တဲ့ဒါမှမဟုတ်ပြင်းထန်တန်ရာရခဲ့တဲ့အခြားသောအရေးပါတဲ့ရုရှားစစ်ဘက်ကောင်းဆောင်6ဦးရှိပါတယ်။ ဒါရူစလာဖ်မော်စကာလက်ဆိုတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီထဲကတူဦးပါပဲဧပြီလ25ရက်မှာအဲဂျာဇီရာသတင်းဌာနကမော်စကာလက်ဟာရိုက်ဒီကော့ဖ်တည်ထုံမိမကြခင်မှာပဲတည်ဆုံသွားတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါကယူကရိန်းဟာပူတင်ထင်ထားတာထက်ပိုမိုရှုပ်ထွေးတဲ့စစ်စင်ရေးတစ်ခုကိုဧပြီလအတွင်းလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုညွှန်းနေပါတယ်။ဒီမှာလည်း IED ချက်ပေးပုံကပဲအဓိကပြစ်မှတ်ဖြစ်ခဲ့ပါတယ်။ယူကရိန်းကမော်စကာလက်ရဲ့ကားမှာအိမ်လုံးပုံးတက်ထားခဲ့ပြီးမော်စကိုမြို့ရဲ့အရှိတ်ဘက်မှာရှိတဲ့ ဘာလာရှီကာမြို့နားမှာဖြစ်ပွားခဲ့တာပါရုရှားဗိုလ်ချုပ်ကြီးကကာနာကနေဖျက်ဆောက်သွားတဲ့အချိန်မှာဘုံပေါက်ကွဲပြီးချက်ချင်းတည်ဆုံသွားခဲ့တာပါရုရှားရဲ့စုံစမ်းရေးကော်မတီကဒီတိုက်ခိုက်မှုကိုစစ်ဆေးခဲ့ပေမဲ့သူတို့ပေးတဲ့အချက်လက်တွေကတိတ်မရှင်းပါဘူးရနိုင်တဲ့အချက်လက်တွေရဖြည့်စည်းနိုင်တဲ့ပစ္စည်းတွေနဲ့ပြည့်နေတဲ့အိမ်တို့ဘုံပေါက်ကွဲမှုကြောင့်ဖြစ်ရတယ်လို့ပဲရိုးရိုးလေးပြောထားပါဗျ စုံစမ်းရေးကော်မတီကအပြစ်ရှိသူနာမည်မဖော်ပါဘူး။ဖော်စရာလည်းမလိုတော့ပါဘူး။ရုရှားကယူကရိန်းကထပ်ပြီးတိုက်ခိုက်လိုက်တာကိုသိပြီးသားဖြစ်နေလို့ပါ။ပူတင်တို့ဒီသေးဆုံးမှုမှာစိတ်သက်သာရာရသည်တဲ့ချက်တစ်ခုကရုရှားကအပြစ်ရှိသူကိုဖမ်းမိတယ်ဆိုတာပါပဲ။ဧပြီလ26ရက်က BBC သတင်းတပုတ်အရရုရှား FSB လျှို့ဝှက်ဝန်ဆောင်မှုတွေကယူကရိန်းအထူးဝန်ဆောင်မှု agent Ignat Guzi ဆိုတဲ့သူကိုဘုံတက်စင်နဲ့တန်တရားနဲ့ဖမ်းဆီးလိုက်တယ်လို့ဆိုပါရယ်။ FSB ရဲ့ပြောကြားချက်အရယူကရိန်းကကူစီကို 2023ခုနှစ်မှာစုစည်းခဲ့ပြီးအဲ့ဒီနှစ်စက်တင်ဘာလမှာမော်စကိုကိုပို့ကလျှို့ဝှက်စစ်ဆင်ရေးတွေစတင်ခိုင်းခဲ့တယ်လို့ဆိုပါတယ်ဒီဖန်ဆီးမှုကြောင့် Kremlin ကယူကရိန်းကိုတီးတိုက်ခိုက်မှုအတွက်ဆွဆွဲလိုက်ပါတယ် Rydikov အမှုမှလိုပဲယူကရိန်းကဒီကိစ္စနဲ့ပတ်သက်ပြီးနှုတ်ဆက်နေသေးပါပူတင်အတွက်ဒီဖန်ဆီးမှုကနေရနိုင်တဲ့အနှဲငယ်သောစိတ်သက်သာရာရမှုကသူဆုံးရှုံးလိုက်ရတဲ့သူ့ရဲ့အရေးပါမှုနဲ့ရှင်ရင်မပြောပါတော့ပါဘူးပူတင်ကမော်စကာလက်ကို2015ခုနှစ်ပါရီမှာလုပ်ခဲ့တဲ့ယူကရိန်းနဲ့ဆွေးနွေးပွဲတွေမှာရုရှားရဲ့အကျိုးစီးပွားကိုကိုးသားပြုဖို့ယုံကြည်ခဲ့ပါတယ် နောက်ဆုံးမအောင်မြင်ခဲ့တဲ့ mix သဘောတူညီချက်ရဖို့အတွက်အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့သူပါအခုချိန်မှာတော့ Moscow လက်ခါရုရှားစစ်ဘက်အရာရှိချုပ်ရဲ့အဓိကစစ်စင်ရေးညွှန်ကြားရေးမှူးချုပ်ရဲ့ဒုတိယလူဖြစ်နေပါပြီတနည်းအားဖြင့်ပြောရရင် Ukraine ကိုတိုက်ခိုက်ဖို့ရုရှားရဲ့စစ်စင်ရေးတွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့သူပါအခုတော့ Putin ရဲ့အရေးပါဆုံးလျှက်စစ် engineer လိုပဲ Moscow လီဟာကားဘုံးပောက်ကွဲမှုရဲ့တားကောင်ဖြစ်ပြကြသွားပါပြီဒါအပြင်နောက်ထပ်၅ယောက်ကျန်ပါသေးတယ်2024ခုနှစ်ဒီဇင်ဘာကိုပြန်သွားကြည့်ရင် ယူကရိန်းက IED တွေကိုတုံးပြီးရုရှားစစ်ဘက်ကောင်းဆောင်တအူးကိုထပ်မံပြီးတော့ပြစ်မှတ်ထားခဲ့ပါတယ်။ဒီတခါတော့ကားမဟုတ်ပဲစကူတာလေးတစ်စီးမှဘုံးတက်ပြီးလူထန်းတဲ့ဂျန်နရယ်အီဂေါကီရီလော့ဖ်ကိုတပ်ဖြတ်ခဲ့တာပါ။ The Guardian သတင်းဌာနကဒီတိုက်ခိုက်မှုဟာယူကရိန်းရဲ့ရုရှားနိုင်ငံပေါ်မှာလုပ်ခဲ့တဲ့ဒိုက်ရိုက်လုံခြံတပ်ဖြတ်မှုတွေကတခုဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါအပြင်အရေးပါဆုံးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ကီရီလော့ဖ်ဟာရုရှားရဲ့ဓာတုဗေဒဇီဝလက်နက်နဲ့ရေဒီယိုတပ်တိကျလက်နက်တပ်ဖွဲ့ကိုဦးဆောင်နေသူဖြစ်တာကြောင့်အဓိကပြစ်မှတ်ဖြစ်ခဲ့တာပါ။ ပြည်တိုင်ကသူ့ကိုတေဆုံးကန်ဒီနှစ်လလို့မှာဒဏ်ခတ်အရေးယူမှုတွေလုပ်ခဲ့ပြီး Kirillov ဟာယူကရိန်းတပ်တွေကိုတရားမဝင်ဓာတ်လက်နက်သုံးဖို့ပူတင်ကိုကူညီခဲ့သူလို့ဆိုပါတယ်။ယူကရိန်းတပ်တွေကရုရှားဟာမျက်ရည်ယိုပုံနဲ့အခြားဓာတ်ပစ္စည်းတွေကိုသုံးပြီးနေစဉ်ဒီပါဓာတ်လက်နက်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ဆွဆွဲခဲ့ပါတယ်။ Kirillov ဟာဒီတိုက်ခိုက်မှုအများစုရဲ့နောက်ွယ်ကဥဆောင်သူဖြစ်ပြီး Kremlin ရဲ့အဓိကပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ခဲ့ပါတယ်။အခုတော့သူဟာပောက်ကွဲပြက်စီးသွားတဲ့စကူတာရဲ့သားကောင်ဖြစ်သွားပါပြီ။ ယူကရိန်းရဲ့ဒီပိုချုပ်ကြီးကိုလှုပ်ကြံမှုဟာယူကရိန်းတက်ဖြတ်နိုင်ခဲ့တဲ့အဆင့်မြင့်ဆုံးရုရှားယာရှိဖြစ်ခဲ့ပါတယ်။ရုရှားဘက်ကအရန်ဒေါသထွက်ခဲ့ပြီးပူတင်ရဲ့ပြောရေးရှိသူဒီမီထရီမတ်တီဒက်ဖ်ကလည်းရုရှားဟာပိုချုပ်ကြီးကီရီလော့ဖ်ကိုလှုပ်ကြံမှုအမိန့်ပေးသူတွေကိုအပီးပိုင်ဖယ်ရှားဖို့လိုတယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ဒီကြေညာချက်ကဘာမှအတိတ်ပဲမရှိပါဘူး။ပူတင်ကယူကရိန်းကောင်းဆောင်တွေကိုတက်ဖြတ်ဖို့၃နှစ်ကြာကြိုးစားနေတာပါ။အခုချိန်မှာရှင်းလင်းတဲ့အလေးထားတစ်ခုပေါ်လာပါပြီ။ယူကရိန်းကပူတင်ရဲ့စစ်ဘက်ကောင်းဆောင်တွေကိုတက်ဖြတ်ရမှာရုရှားထက်ပိုကောင်းနေပါပြီ။ ပူတင်ကတည်သိဆုံးမှု၃ခုကိုကြိုတင်မြင်နိုင်ခဲ့တယ်ပါတယ်။ကီရီလော့ဖ်ကိုမတက်ခင်ရတ္တပတ်အနေငယ်ကလေးကသူ့ရဲ့အရေးပါတဲ့လူတအူးကိုလူတအူးဖြစ်တဲ့ဆာဂေးယက်ဆေးဗ်ယူကော့ဖ်ကိုဆုံးရှုံးခဲ့ရပြီဖြစ်လို့ပါ။အသက်49နှစ်အရွယ်ရက်ဆေးဗ်ယူကော့ဟာအရင်ကပြောခဲ့တဲ့ရုရှားယာရှိတွေနဲ့နည်းနည်းကွဲပါတယ်။သူကရုရှားသိမ်းပိုက်ထားတဲ့ယူကရိန်းရဲ့ဒိုနက်စ်တိုင်းဒေသကြီးအတွင်းမှာအလုပ်လုပ်ခဲ့သူပါ။သူကြီးကြပ်ခဲ့တဲ့ထောင်ဟာရက်ဆက်ပြီးယူကရိန်းစစ်တုံးပန်းတွေကိုချုပ်နှောင်ထားတဲ့နေရာဖြစ်ပါတယ်။ဒီထောင်ဟာရက်ဆေးယူကော့ဖ်လာကင်ကလေးကပြတ်မှတ်ဖြစ်နေခဲ့ပါတယ်။ ်ယူကရိန်းအနေနဲ့ဒီရုရှားထောင်အုပ်ကြီးကိုတခုခုလှုပ်ဖို့လိုနေပြီးအရင်ကလိုပဲကားဘုံနဲ့လှုပ်ဖြည့်ရှင်းလိုက်ပါတယ်ရက်စေးယူဆော့ဖာ TNT 100 grand နဲ့ညီမျှတဲ့ဘုံတက်ထားတဲ့ကားပေါက်ခွင့်မှုကြောင့်တည်ဆုံးခဲ့ရပါတယ်ဖြစ်စဉ်နောက်ပိုင်းမှာဒီ Dsoft မြို့ရဲ့လမ်းပေါ်ကမီးလောင်ပြကျနေတဲ့အဖြူရောင် self car တစ်စီးကိုတွေ့ပါတယ်ရက်စေးယူကော့ဖီရဲ့ဇနီးလဲဒီပေါက်ခွဲမှုမှာပါသွားနိုင်တယ်လို့ယူဆရပါတယ်ဒီထက်ဆိုပြီးတလလောက်လူမှလည်း Ukraine ကရုရှားထောင်နဲ့ဓာတ်လက်နက်ဌာနတွေရဲ့ခေါင်းဆောင်တွေကိုတပ်ပစ်ခဲ့ပါတယ်ဒီတစ်ခါတော့ Crimea မှာပြစ်မှတ်ထားခံရတာပါ ပြစ်မှတ်ကရုရှားရေတပ်ဗိုလ်ချုပ်ကြီး Valery Trankovsky ဖြစ်ပြီးယူကရိန်းတွင်အဓိကပြစ်မှတ်တစ်ခုဖြစ်ပါတယ်။ Trankovsky ဟာရုရှားရဲ့အန္တရာယ်ရှိတဲ့ပင်လယ်နဲ့ရေတပ်တပ်မတော်နဲ့အတူတပ်ဆွဲထားတဲ့42ချိန်မြောက်ဘုံးပစ်တပ်ရင်းရဲ့စစ်တပ်အရာရှိချုပ်ဖြစ်ပါတယ်။2024ခုနှစ် match လအထိယူကရိန်းကဒီရေတပ်ရဲ့သုံးမုံတုံကိုဖျက်ဆီးပစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ Trankovsky ကိုတပ်ပစ်လိုက်တာကယူကရိန်းကိုဒုံးကျည်တွေပစ်ခတ်ဖို့တာဝန်ယူခဲ့တဲ့သူကိုဆုံးရှုံးလိုက်ရတာပါ။ယူကရိန်းရဲ့တရားဝင်ထုတ်ပြန်ချက်အရ Trankovsky ဟာ စစ်ရာဇဝတ်မှုကျူးလွန်သူဖြစ်ပြီးအရသားတွေနေထိုင်ရာနေရာတွေကိုဒုံးကျည်တွေပစ်ဖို့အမိန့်ပေးခဲ့သူပါ။ Trankowski ဟာ Crimea မှာလုံခြုံတယ်လို့ထင်ခဲ့မှာပါ။2014ခုနှစ်ကလေးကရုရှားကဒီနယ်မြေကိုသိမ်းပိုက်ထားခဲ့တာကြောင့်ပါ။ဒါပေမဲ့နောက်ထပ်ကားဗုံးတစ်ခုကသူ့ကိုအပိုင်းပိုင်းဖျက်ပစ်လိုက်တဲ့အခါမှာတော့ Ukraine ဟာဘယ်နေရာမှာပဲရှိရှိရုရှားအရေးပါသူတွေကိုတိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတာသိလိုက်ရပါတယ်။ရုရှားနိုင်ငံပိုင်းမီဒီယာတွေရဲ့ဖော်ပြချက်အရကားဗုံးပောက်ကွဲမှုကြောင့်ရုရှားပို့ချုပ်ကြီးရဲ့ခြေထောက်တွေ ိုခန္ဓာကနေလုံးဝပြတ်ထွက်သွားပြီးမိနစ်ပိုင်းတွင်သွေးထွက်လွန်ကသေဆုံးခဲ့တယ်လို့ဆိုပါတယ်ရုရှားဘက်ကလည်းဒီဂျေတပ်ဗိုလ်ချုပ်ဟာသေဆုံးမှုမတိုင်ခင်တပတ်ခန့်ကလေးကယူကရိန်းရဲ့စောင့်ကြည့်စစ်ဆေးမှုခံနေရတယ်လို့ယုံကြည်နေပါတယ်အကယ်၍ဒါမှန်ခဲ့ရင်ယူကရိန်းရဲ့လုံဆောင်ချက်တွေဟာဘလောက်ရှုပ်ထွေးနေနေတယ်ဆိုတာကိုပြသနေပါတယ်ဒါကရုရှားယာရှိတွေကိုကန်ကောင်းစွာဖမ်းပြီးဖို့ဂျပန်ရင်တွေမှာဘုံတွေတက်ထားတာမျိုးမဟုတ်ပါဘူးယူကရိန်းကရုရှားနယ်မြေတွင်းကိုထိုးဖောက်ဝင်ရောက်ပြီးသိမ်းပိုက်ထားတဲ့နယ်မြေဖြစ်ဖြစ်ရုရှားကိုယ်တိုင်ဖြစ်ဖြစ် သူတို့ရဲ့ပြစ်မှတ်တွေရဲ့အတိအကျအချိန်စရာကိုစောင့်ကြည့်စူးစီးပါတယ်။လိုအပ်တဲ့သတင်းအချက်အလက်အားလုံးရမှသာသူတို့ဟာထိုးစစ်ဆင်ပြီးအလွန်ထိရောက်စွာလှုံ့ဆော်နိုင်ပါတယ်။ရုရှားဗိုလ်ကြီးဒီမီထရီပါရော့ဖ်ကာဟာ2024ခုနှစ်အောက်တိုဘာလမှာဒီအချက်ကိုသိလိုက်ရပါတယ်။ Trankowski တေဆုံးပြီးတလအလုံးမှာပါ။ Ukraine က Lukas Russia သိမ်းပိုက်ထားတဲ့နေမြေမှာ Parov ကာကိုကားပုံးနဲ့ပစ်တက်ခဲ့တာပါ။ဒီကိစ္စမှာတော့ Ukraine က Russia ဗိုလ်ကြီးရဲ့ UAZ Patriot ယာဉ်မှာ IED ဘုံတက်ဆင်ထားပြီး တူရှင်ပေါ်တက်တဲ့အချိန်ကိုစောင်းတိုင်းကပောက်ကွဲစေခဲ့တာပါ။ပါရော့ဖ်ကဟာယူကရိန်းတွက်အရေးပါတဲ့ပြစ်မှတ်တစ်ခုဖြစ်ပြီးရုရှား293ကြိမ်မြောက်ထောက်လန်ရေးဗဟိုဌာနကိုဥဆောင်ခဲ့သူဖြစ်ပါတယ်။ယူကရိန်းဘက်ကပါရော့ဖ်ကဟာယူကရိန်းစစ်သားတွေကိုစစ်ရာဇဝတ်ကျူးလွန်ခဲ့သူလို့စွပ်စွဲခဲ့ပေမဲ့ဘလို့ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမပြောခဲ့ပါဘူး။ဒါပေမဲ့ယူကရိန်းကဒီကားပုံးဖြစ်စဉ်အတွက်လှုပ်ဆောင်ခြင်းမရှိကြောင်းညင်းဆိုခဲ့ပါတယ်။နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ Andriy Dogashov ပါ။ ဒီတစ်ခါတော့ဖြစ်စဉ်တစ်ခုလုံးကလျှို့ဝှက်ဆန်းကျင်နေပါတယ်2024ခုနှစ်ဇူလိုင်လမှာ Pravda သတင်းဌာနကပထမဆုံးဖော်ပြခဲ့တဲ့သတင်းအရ Tokar Shop နာမည်နဲ့မှတ်ပုံတင်ထားတဲ့ Toyota Land Cruiser တစ်စီးဟာမြောက်ဘက်မော်စကိုမြို့ရဲ့နေထိုင်ရာတိုက်တာနီးမှာပောက်ပွဲခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့ရုရှားကာဝေးဝင်ကြီးဌာနရဲ့ဂျူဒူးဆက်သွယ်ရေးဌာနဒုတိယညွှန်ကြားမှုဖြစ်သူ ဒီရာရှိတည်ဆုံးခဲ့လားဆိုတာမရှင်းလင်းပါဘူးပောက်ကွဲမှုတွေဝင်သွားတဲ့လူရဲ့ခြေထောက်နှစ်ဖက်စလုံးပြတ်ထွက်သွားပြီးအတူရှိနေတဲ့အမျိုးသမီးတူဦးလည်းပြုတ်ကျတဲ့အပိုင်းတွေကြောင့်ဒဏ်ရာရခဲ့ကနှစ်ဦးစလုံးကိုအဓိကဆေးရုံကိုပို့ဆောင်ခဲ့ရပါတယ်စိတ်ဝင်စားစရာကောင်းတာကဒီတိုက်ခိုက်မှုမှာထိခိုက်ခံရတဲ့တော်ကာရှော့ဖ်ဟာယူကရိန်းရဲ့ပြစ်မှတ်ဖြစ်တဲ့တော်ကာရှော့ဖ်မဟုတ်ဘူးဆိုတဲ့အချက်ပါပဲဒီဖြစ်စဉ်မှာပါဝင်နေသူဟာရုရှားစစ်ကောင်းဆောင်နဲ့နာမည်တူတဲ့အခြားရုရှားစစ်သားတူဖြစ်နိုင်ပါတယ်ပရာဗတာပရာဗတာသတင်းဌာနရဲ့ဖော်ပြချက်အရရုရှားနိုင်ငံပိုင်ရုံမြင့်တန်ကြားက အာတီကတော်ကာရှော့ဖ်အစစ်လို့ဆိုသူတူကိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ကျွန်တော်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဘာမှမသိပါဘူး။ Land Cruiser ကလည်းဘယ်တော့မှမပိုင်ဘူးပါဘူး။နောင်လဲပိုင်လာမှာမဟုတ်ပါဘူးလို့သူကပြောပါတယ်။အာတီရဲ့တွေ့ဆုံခန်းမှာတော်ကာရှော့ဖ်ကဒီတိုက်ခိုက်မှုဖြစ်ပွားရာနေရာမှာလည်းမနေထိုင်ဘူးလို့ဆိုပါတယ်။ဒါဟာယူကရိန်းရဲ့ပထမဆုံးကားပုံးတိုက်ခိုက်မှုတွေမှာမှားယွင်းမှုတစ်ခုဖြစ်နိုင်တယ်လို့ရုရှားဘက်ကအရေးပါတဲ့အရာရှိတူဦးသေဆုံးသွားတာကိုဖုံးကွယ်ဖို့ သတင်းမှားတွေဖြန့်ချီတာလည်းဖြစ်နိုင်ပါတယ်။တော်ကာရှော့ဖြစ်စဉ်ဟာယူကရိန်းရဲ့လှုပ်ကြံတပ်ဖြတ်မှုစင်းရဲတွေကတခုထက်ရမဲ့ဖြစ်စဉ်ပါပဲ။ပူတင်တွက်စိတ်ပြစ်စရာအကောင်းဆုံးချက်ကဒီတပ်ဖြတ်မှုခုနှစ်ခုတွေမကပဲအခြားသောအရေးပါတဲ့အရာရှိတွေကိုပါယူကရိန်းကရုရှားနဲ့ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေမှာတပ်ဖြတ်နေတာပါ။ယူကရိန်းကအနုမြူစွမ်းရည်ဌာနတစ်ခုရဲ့ခေါင်းဆောင်ကိုလည်းတပ်ဖြတ်ခဲ့ပါသေးတယ်။ဒီသူဟာအရေးပါတဲ့ယူကရိန်းခြေကန်အဆောက်အုံစီးရင်တွေကိုပေးအပ်ခဲ့သူဖြစ်ပြီးဒီမှာလည်းယူကရိန်းကကားပုံးတွေပဲလုပ်ကြံခဲ့တာပါဒီဖြစ်စဉ်တွေအားလုံးရဲ့အဓိကအချက်တွေက ယူကရိန်းမှာရုရှားအကြီးအကဲရရှိတွေကိုလှုပ်ကြံမှုရှင်းလင်းတဲ့နှီးပြူဟာရှိနေပြီးပူတင်နေတဲ့ဒါကိုဘာမှမလုပ်နိုင်ဘူးဆိုတာပါပဲသူ့ရဲ့ဗိုလ်ချုပ်တွေဟာသူ့အနာမှာရင်ကောင်တွေလိုကြဆုံနေပါတယ်ဒါဆိုမေးပြရှိတာကဒါရီအားလုံးကယူကရိန်းစစ်ပွဲအတွက်ဘာကိုဆိုလိုတာလဲရုရှားဘက်မှာအရေးပါတဲ့ပုံကူတွေအများကြီးဆုံးရှုံးနေရတဲ့အတွက်ရုရှားစစ်တပ်ပေါ်တိသားထင်ရှားတဲ့စိုးကျတွေရှိနေပါတယ်ယူကရိန်းကားဘုံနဲ့စကူတာဘုံတိုက်ခိုက်မှုတွေမှာတပ်ဖြတ်ခံခဲ့ရတဲ့သူတွေထဲမှာရက်စစ်အင်ဂျင်နီယာအရေးပါသူတူပေလန်နဲ့ရေတက်မတော်ကအရေးပါတဲ့ရာရှိတူ ရုရှားဓာတ်လက်နက်ဌာနကိုဥဆောင်ခဲ့တဲ့ဗိုလ်ချုပ်တအူးတို့ပါဝင်ပါတယ်။ဒါတွေအားလုံးဟာယူကရိန်းစစ်ပွဲမှာရုရှားရဲ့နှိပ်ယူဟာကိုတိုက်ရိုက်တက်ရောက်မှုရှိနေတဲ့သူတွေပါ။ပူတင်အတွက်တော့ဒီလူတွေနဲ့အလားတူသူတွေဆုံးရှုံးရတာဟာယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့သူ့ရဲ့နှိပ်ယူဟာတွေကိုအခြားသူတွေထက်ပိုနားလေသူတွေဆုံးရှုံးရတာပါ။ဒါပေမဲ့ဒီလူတွေတည်သွားလို့သူတို့ဥဆောင်ခဲ့တဲ့ဌာနတွေအလုံးမလုံးတော့မယ်လို့မဆိုလိုပါဘူးဒီဌာနတွေကဆက်လက်လဲပတ်သွားမှာပါ ဒါပေမဲ့အသစ်ခန့်အပ်ထားတဲ့ကောင်းကောင်တွေနဲ့ပဲလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ပူတင်ခန့်အပ်မဲ့အရာရှိအသစ်တွေဟာယူကရိန်းတပ်ဖြတ်လိုက်တဲ့သူတွေလောက်စွမ်းရည်မရှိဘူးများပါတယ်။အကယ်၍သူတို့မှာအရေးချင်းရှိခဲ့ရင်ပူတင်ကအစကတည်းကသူတို့ကိုခန့်ထားခဲ့မှာပါ။ရုရှားရဲ့အရေးပါဆုံးစစ်ဌာနချုပ်တချို့မှာကောင်းဆောင်အသစ်တွေနဲ့လဲပတ်နေရတဲ့အတွက်ယူကရိန်းအနေနဲ့ဒီဌာနတွေရဲ့သူတို့နေပြည်ပေါ်ကတက်ရောက်မှုတွေကိုယွန်နေသွားတယ်ဆိုတဲ့အချက်ကိုအသုံးချနိုင်ပါတယ်။အောင်မြင်တဲ့လှုပ်ကြံတပ်ဖြတ်မှုတိုင်းနဲ့အတူ ူတင်ရဲ့စစ်ရန်ရဟာပိုပြီးအားနယ်လာပါတယ်။ယူကရိန်းဘက်ကဒီလိုလှုပ်ကြံတပ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီးပါဝင်ပတ်သက်မှုမရှိဘူးလို့ညင်းဆိုထားပါတယ်။ဒီအစားဒီကားပုံတိုက်ခိုက်မှုတွေရဲ့နောက်ွယ်မှာယူကရိန်းရှိနေတယ်ဆိုတာကိုဝန်မခံဘဲနဲ့တပ်ဖြတ်ခံရသူတွေဟာသူတို့ရဲ့အပြစ်ရဲ့ကျိုးဆက်ကိုခံစားရတာပဲလို့သာပြောလို့ရှိပါတယ်။ဒီတပ်ဖြတ်မှုတွေဟာဥပဒေရေးအရ မရှင်းလင်းတဲ့မိခိုးရောင်နိုင်ပြည်ထဲမှာရှိနေပါတယ်။လောက်ကျန်တပ်ဖြတ်မှုဆိုတဲ့အတုံးလုံးကိုအပြည်ပြည်ဆိုင်ရာဥပဒေမှာအတိအကျသတ်မှတ်ထားခြင်းမရှိပါဘူး။ဒါပေမဲ့အခြားနိုင်ငံတစ်ခုအပေါ်စစ်ရေးအင်အားသုံးနာကို ကုလသမဂ္ဂကနေစီမင်းသတ်မှတ်ထားပါတယ်။ကုလသမဂ္ဂပြောထားတာကတိုက်ခိုက်ခံရတဲ့နိုင်ငံတိုင်းမှာ ကာဝေးရေးအခွင့်အရေးရှိပါတယ်။ဒါပေမဲ့သူတို့ရဲ့စစ်ရေးတုံ့ပြန်မှုဟာလိုအပ်မှုရှိမရှိနဲ့တိုက်ခိုက်မှုနဲ့လိုင်ယွန်ညီထွေမှုရှိမရှိဆိုတာကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုကရုရှားကဒီအချက်ကိုအသုံးချပြီးယူကရိန်းကိုစစ်ရာသူဝဲကျူးလွန်ဖို့ဆန္ဒရှိတဲ့ရန်သူဖြစ်သတင်းပြောကြားရေးစစ်ပွဲမှာအသုံးချနိုင်မလား။ဒါမှမဟုတ်ဒါပေမဲ့ရုရှားရဲ့လုံခြံတပ်ဖြတ်မှုတမိုင်းနဲ့အရက်သားနေရက်ွက်တွေကိုတိုက်ခိုက်မှုတွေကြောင့်ဒီလိုစူးစမ်းမှုတွေဟာသူတို့အတွက်ဒွိဟဖြစ်စရာ ဖြစ်နေပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။